ကျွန်တော်ရဲ့ရှစ်ပိတ်သက်ဒီအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့တင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စေးစီယာမောင်ဝါရဲ့ဇာတ်လမ်းတွဲအပိုင်း၅ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အပိုင်း၅မှာတော့တန်ချောင်းတယောက်ဝေကောင်းစားလာတွေကိုဝေးပြီးဖိုးလုံးအိမ်ကိုထွက်လွတ်လာခဲ့ပါတော့တယ်ဖိုးလုံးအိမ်ဘဝကိုရောက်တဲ့အချိန်မှာပဲတန်ချောင်းဟာအော်ကြီးဟစ်ကျင်နဲ့ဖိုးလုံးကိုအော်ခေါ်နေခဲ့ချာပါဖိုးလုံးကြီးဖိုးလုံးဖေးအောင်ဖိုးလုံးမင်းမြန်မာလေကွာဘာတွေလုပ်နေတာလဲအိမ်မမမရှိဘူးလားအိမ်တော်ခွေးမလားမင်းက ေးဟုတ်တယ်ဟုတ်တယ်မင်းအဖေကအိမ်တော့မှာကွာဒီကောင်စောစောစီးငါ့အိမ်ကိုလာပြန်ပြီမင်းမဘာလုံးဝမရှိဘူးလားတန်ချောင်းရအားအားနေသူများအိမ်ပဲလင်းနေရခုရောဘာကိစ္စလဲကွာမင်းတရားလေးကြည့်ပါဦးကွာမနဲ့မိုးလင်းနေပါပြီငါမင်းကိုပြောစရာရှိလို့လာတာကွာလာငါနားကိုလာခဲ့ငါပြောမယ့်စကားကအရင်အရေးကြီးတယ်အဲ့နေရာကနေပဲအော်မနေနဲ့ကွာငါစီလာခဲ့ပါကွာအာဒီကောင်ကတော့စောစောစီးဘာရီလာအော်နေပြီလဲမသိပါဘူးကွာ ဘာလဲမင်းငါ့ကိုအဲ့လောက်တောင်အော်ခေါ်နေရတာဘာလို့မလို့လဲကွာသူများအလုပ်တွေချုံနေတာကိုမင်းမမြင်ဘူးလားအလိုက်ကန်းစိုးကိုမတီးပါဘူးဟုတ်ရင်တော့ဟုတ်မဟုတ်ရင်တော့မင်းကိုရိုက်တက်ပြင်မယ်တဏီတဏီရိုးကိုမရိုးရဘူးမင်းနဲ့တော့ပြောပြောဘာပြောမှလဲပြောအခုပြောမှကအရန်ရေးကြည့်တဲ့စကားပါကွာအရန်ရေးကြည့်တယ်အရန်ရေးကြည့်တယ်အဲ့ချက်ကိုပို့ပြီးတော့ရေးကြည့်သေးတယ်ကွာနားထောင်နော်စိတ်ဝင်စားစရာကောင်းတဲ့တဲ့င်းရှုငါရထားတယ်ကွာအဲ့ဒါမင်းကငါလာပြောပြတာ ဆရာဝိုင်းတော်ငါတို့ကိုခိုင်းစားဖို့အလုပ်တစ်ခုခုပေါ်ပြီတဲ့နောက်ထပ်အလုပ်ခိုင်းမယ်ဆိုရင်တော့အရင်တစ်ခေါက်လို့စပိန်နဲ့မပြေးချင်ဘူးအဲ့လိုပြေးရမယ့်အလုပ်ကိုလည်းမင်းမဲလို့တော့ကြားလာဖို့လုံးငါမင်းကိုကြားခဲ့ရတဲ့တဲ့တွေပြောပြမယ်ကွာဒါပေမဲ့ဆရာဝိုင်းအင်ကိုအရင်သွားကြရအောင်ဆရာဝိုင်းကိုလည်းဒီကိစ္စပြောမှရမှာပေါ့ကွာဆရာဝိုင်းအင်ကိုရောက်တာနဲ့ငါအားလုံးပြောပြမယ်ကွာဟုတ်ပြီလားလာပါသားကြီးဟာ ဘူလုံးနဲ့တန်ချောင်းနဲ့အတူတူဆရာဝိုင်းအင်ကိုထွက်လာခဲ့ကြပါတော့တယ်။ဘူလုံးကတော့တန်ချောင်းပြောပြမယ့်အကြောင်းအရာတွေကိုတန်ချောင်းမပြောပြခင်သူ့စိတ်ကူးနဲ့သူပုံဖော်လို့နေခဲ့ချတာပေါ့။နွေရာသီရောက်ပြီးဖြစ်တာကြောင့်ရာသီဥတုကလည်းအတင်းအတင်းตายလာနေပြီးကောင်းနေခဲ့ပါတယ်။လေတဖြူဖြူတိုက်ခတ်ပြီးတိတ်မပူတိတ်မအေးတဲ့နွေရာသီမနက်ခင်းအချိန်လေးဟာအလွန်အင်မတန်မှကိုตายလာလာတာပေါ့။တဘာဝကပြီးတဲ့လက်ဆောင်ကတော့ဘာအနေမှမလဲနိုင်တဲ့အရာတခုပေါ့ဗျာ။ဘူလုံးလေတန်ချောင်းပြောပြမဲ့တည်င်းသူကိုကြားချင်တာကြောင့်ဆရာဝိုင်းအင်ကိုခတ်သက် သွက်သွားနေခဲ့ပါတော့တယ်။ဆရာဝိုင်းအိမ်ရောက်သွားတဲ့အခါမှာတော့ဆရာဝိုင်းဟာအိမ်ထဲမှာအမျိုးသမီးတယောက်ကိုဘေးတွင်တွက်ပေးလို့နေခဲ့ပါတော့တယ်။ဘေးတွင်တွက်ပေးပြီးတဲ့နောက်မှာတော့အမျိုးသမီးရဲ့ကံစိုးမှုတွေကိုပပျောက်ဖို့အတွက်ဆရာဝိုင်းဟာအမျိုးသမီးကိုအဆောင်နဲ့ရရားတွေကိုပေးလို့နေခဲ့တာပေါ့။တန်ချောင်းနဲ့ဖိုးလုံးတို့ကလည်းအမျိုးသမီးပြန်သွားတဲ့အချိန်ထိအပြင်ဘက်မှာရက်လို့စောင့်နေခဲ့ကြပါတော့တယ်။အချိန်တခုကြာပြီးသွားတဲ့နောက်မှာတော့အမျိုးသမီးငယ်ဟာဆရာဝိုင်းအိမ်ကနေပြန်လို့သွားခဲ့ပါတော့တယ်။ အမျိုးသမီးပြန်သွားတာနဲ့ဖူလုံတို့လည်းဆီယာဝိုင်းရှိရင်နာမှာလာထိုင်ခဲ့ပြီးဆီယာဝိုင်းနဲ့စကားပြောဖို့အတွက်လှုပ်ခေလိုက်ကြတာပေါ့။တန်ချောင်းကလည်းသူကြားခဲ့တဲ့အရာတွေကိုဆီယာဝိုင်းစီမှာပြောပြခဲ့လိုက်တဲ့အခါမှာတော့အားလုံးမျက်လုံးအပြူသားဖြစ်ကုန်ကြပါတော့တယ်။အော်တန်ချောင်းနဲ့ဖူလုံပါလား။မင်းတို့ကိုလည်းမတွေ့တာကြာပြီနော်။베리ပြောင်းနေကြတာတော့ကွာ။ အရင်ကောက်ဆိုင်ကယ်စီနှိမ်နေပြီးတဲ့အချိန်ကနေစပြီးမင်းတို့နေရာပျောက်ရှက်တာကောင်းနေလိုက်ကြတာကွာမတို့ရွာမှာလည်းဘာရီဖြစ်လို့ဖြစ်နေမှန်းကိုမသိပါဘူးရွာထိမှလမ်းမကြီးဖောက်ပြီးကလေးကတိလိုက်တဲ့လူတွေဆိုတာလည်းပြောမနေတော့နဲ့လူတွေကလည်းဗယံမတာနဲ့ဆိုင်ကယ်စပိန်တွေကိုအရင်စီးကြတာကိုကွာတေးတာလည်းပြောမနေတော့နဲ့လေစီးကမ်းမှမရှိကြတာသူတို့စီးကမ်းမရှိလို့တေးတာကအေးမကြီးဘူးမကြွမလွန်နဲ့သူများတွေကိုလိုက်ရှောင်နေတော့ငါတို့ကအလောက်ရှုပ်တယ်မဟုတ်ဘူးလား ဒါနဲ့မင်းတို့ကငါစီလာတာအကြောင်းများရှိလို့လားဒီကဆရာဝိုင်းကိုပြောပြမဲ့တဲ့င်းကအရင်ကတဲ့င်းတက်ပိုးဆိုးတယ်ဗျကျွန်တော်ကြားရတဲ့လောက်ကတော့တရေချောက်တာ ကျွန်တော်တို့ရွာမှာမဟုတ်ဘူးကျွန်တော်တို့ဘေးရွာကတရေကုန်းရွာမှာဖြစ်တာဗျအဲ့ဒီရွာမှာတရေတကောင်တောင်းချမ်းနေတာတရေနည်းရရှိပြီလို့တဲ့င်းကြားတယ်ဆရာဝိုင်းရဲ့အဲ့ဒါဘာဖြစ်သွားလဲဆိုတော့လေ အာမင်းကလည်းပြောစရာရှိရပြောစမှာကွာစန့်တငယ်ငယ်နဲ့မင်းဟာကမဟုတ်သေးပါဘူးဇလန်းရဲကြည်နေရတဲ့အတိုင်းပဲကောင်းကင်ရောက်ပြီဆိုရင်ဖောက်လာပြန်ပြီပြောမှပြပြောစမှာကွာဟေးဒါရိုက်တာတွေကတော့ဇလန်းတွေကိုပရိသတ်စိတ်လို့ရှောင်းအောင်ဖန်တီပြီးရိုက်ကြတယ်မဟုတ်လားဗျာအဲ့လိုလေးပဲဗျာကျွန်တော်လည်းဆရာဝိုင်းစိတ်ဝင်စားအောင်ဖူးလုံးလေးတိကျင်စိတ်တွေပို့ပြအောင်ကြံဖန်ပြီးတော့ပြောရတာဗောဗျာစိတ်စိတ်မလုံးပါနဲ့ဗျာအခုကျွန်တော်တကယ်ပြောပြတော့မယ်တန်းချောင် မင်းပြောင်းဆက်ဆက်နဲ့ပြောမှသာပြောစမ်းကွာငါစိတ်မရှိတော့ဘူးမင်းကိုထားပြီးငါရိုက်ပြီးတော့မယ်နော်မင်းဒီလိုလုံနေတာနဲ့ငါတို့တခြားရွာကိုသွားဖို့နောက်ကျမယ်ကွာအကျိုးအကြောင်းကိုမင်းမြန်ပြောစမ်းပါကွာအချိန်ကုန်လိုက်တာမင်းပြောမယ့်အကြောင်းကိုသာတိုက်ရိုက်ပြောတော့ကွာပက်ပြီးပြောမနေနဲ့ငါကောင်းကင်လာပြီကွာပြောပြောမင်းမြန်ပြောဟိုဟိုဘက်ရွာမှာလူတွေတ냐ကိုတုံရောက်တော့တေးလာတဲ့ဆရာဝိုင်းရဲ့အဲ့ဒါအရန်ကြီးဒူးစမ်းမနေဘူးလားဟင်အဲ့ရွာကလူတွေပြောဖို့ကိုကြည်ရတာတော့ရွာပြင်ဘက်ကဇယနာကအိမ်မှာ တရေကြီးကောင်ရှိရဲဆိုပဲဗျာတရေကြီးကလူတွေကိုလိုက်ကြိုက်ပြီးတော့စားနေတာလို့ပြောတာပဲဗျာရွာသားတွေပြောကြတာကလည်းဒီကိစ္စကသူယူသားယုံဖြစ်နိုင်ဘူးတဲ့အနောက်ကနေတယောက်ယောက်ကတရေကြီးကိုထိန်းချုပ်ထားတယ်လို့ပြောနေတာကျွန်တော်ကြားခဲ့ရဲဗျာဒီပုံစံတိုင်းသာဆိုရင်တော့တရေကုန်းရွာကလူတွေလည်းဒုက္ခရောက်ကြတော့မှာပဲဆရာဝိုင်းဆိုရင်ဒီကိစ္စတွေကိုဖြေရှင်းနိုင်မယ်လို့ယုံကြည်လို့ဆရာဝိုင်းကိုလာပြောပြတာပါဗျာအော်မအားတော့သူရဲကောင်းလောက်ရမယ်အရှင်ကိုထက်ရောက်လာပြန်ပြီပဲ။ ဒီတကကြုံတော့တရကုံးရွာကိုငါရဲ့အစွမ်းနဲ့ရှာပြရမယ်ကွာတရွာပြန်တော့ကရလိုက်တဲ့နှက်အစွမ်းတွေကိုအကျိုးရှိတဲ့နေရာမှာအသုံးချရမှာပဲလေကဲကဲတန်ချောင်းနဲ့ဖိုးလုံးဟုတ်ကဲ့ဆရာဝါအမိတ်ရှိပါဗျာအေးမင်းတို့အစင်းသေးလှုပ်ထားကြနော်လိုအပ်တာတွေကိုလည်းပြင်ဆင်ထားကြကွာအားတို့ဒီနေ့ညပဲတရကုံးရွာကိုသွားကြမယ်ဟုတ်ပြီလားအော်တန်းနဲ့နေပါဦးတရကုံးရွာကငါတို့ရွာရဲ့အရှိတ်ဘက်မှာလားဘေးမှာလားအနောက်ဘက်မှာလား အမှန်တမ်းပြောရရင်တရကုံးရွာကိုကြားပဲကြားဘူးလားကွာတကားမှမရဘူးရောဘယ်နာမှလဲဆိုတော့ငါကိုယ်တိုင်မသိဘူးကွာဩတာလေးမြဆရာဝိုင်းဒီကိစ္စကိုမပူပါနဲ့အဲ့ဒါကျွန်တော်တာဝန်ထားလိုက်ပါကျွန်တော်တရကုံးရွာကိုသိပါတယ်ဗျလိုအပ်တာတွေကိုလည်းတိကျထည့်ခဲ့ပါမယ်ညချရင်ကျွန်တော်နောက်ကိုသာလိုက်ခဲ့ကြပါဗျာ ။အဲဒီလိုနဲ့ညရှင်ကိုရောက်လာတဲ့အခါမှာတော့တုံယောက်သားတရက်ကုန်းရွာကိုထွက်လွတ်လာခဲ့ကြပါတော့တယ်။တန်ချောင်းကတော့အခြေကနေလမ်းပြအဖြစ်ဦးဆောင်ပြီးသွားကဖိုးလုံးနဲ့မောင်ဝိုင်းကတော့အနောက်ကနေလိုက်ပါလာခဲ့ကြပါတယ်။ရွာကနေထွက်လာပြီးတနာယီခွဲကြတဲ့အခါမှာတော့တရက်ကုန်းရွာကလေးကိုရောက်ရှိလွတ်လာခဲ့ကြတာပေါ့။ကဲကဲဖိုးလုံးကြီးငါတို့တရကုန်းရွာကိုရောက်ပြီကွာဒီနားလေးကိုလှည့်ပတ်ကြည့်ရအောင်လေအမှန်တမ်းပြောရရင် ငါအရင်ကဇာတိတွေပြန်ပြချင်နေပြီလားမသိပါဘူးကွာဒီကိုရောက်မှနည်းနည်းကြောက်လာတယ်လို့ပဲကွာနတ်အစွမ်းရပြီကလေးကတရေတွေကိုနှိမ်နှင်းလာတာဒီနေ့ဒီချိန်ဒီဘယ်တရေကောင်မှမရှုံးဘူးသေးဘူးဒီတကောင်နှိမ်နှင်းရမယ်တရေကတညရဲကိုလုတော့ရောက်တော့တတ်နိုင်တယ်ဆိုတော့ငါဒီတရေကိုတော်တော်လေးနှိမ်နှင်းရမယ်ထင်တယ်ကွာဆရာဝန်ကြောက်နေတယ်ဆိုရင်လည်းကျွန်တော်တို့ရွာကိုပဲပြန်ကြမလားဗျဩတန်ချောင်းရေကို့ဆရာကမင်းတော်တော်အထင်ကြီးတာပဲကွာ ငါလည်းလူပဲလေကွာနင်းနေတော့ကြောက်တာဗောဟာဒီကိုရောက်ပြီးမှပြန်မယ်ဆိုရင်ငါ့ကိုသူများတွေပြောစရာဖြစ်ကုန်မှာဗောကွာမပြန်ဘူးကွာမပြန်ဘူးတရဲကိုငါနိုင်အောင်တိုက်မယ်လာဖူးလို့တရဲအိမ်နာကဇရက်ကိုတွားကြရအောင်ဆရာဝိုင်းဒီတကောက်ဆရာဝိုင်းနေနေရမယ်တရဲကတော်တော်ကိုအချိန်နေဆိုးတယ်ဆိုပဲအဲဆရာဝိုင်းအဆင်ပြေပါမလားဟင်တကယ်လို့ဆရာဝိုင်းတယောက်တည်းမနိုင်ဘူးဆိုရင်လေကျွန်တော်ရွာကိုပြန်ပြီးတော့အတက်လန်းဆရာကြီးဦးတောင်မောင်ကိုတွားခေါ်ပြရမလား အေးကောင်းပါလေကွာမင်းတို့တွေကမင်းတို့ဆရာကိုတိတ်အယုံကြီးရှိကြတာပဲငါတပည့်မလုပ်ပဲဥသာမောင်စီမတပည့်သွားခံလိုက်ကြလေကွာငါကဥသာမောင်ကိုဆိုရင်တိတ်အားကြတာဘာဖြစ်လို့လဲဆိုတော့သူ့တပည့်တွေက သူ့ကိုအယမ်းယူတည်ကြလို့လေမင်းတို့နေအောင်နေတော့ကွာပါကွာမင်းတို့တွေကအမြဲတမ်းကိုယ့်ဆရာကိုအတင်သေးတယ်လို့လို့နဲ့ခနဲ့တက်တဲ့ပြောနေကြတာကိုတကယ်ချင်းတွေကနေဆရာတွေပဲဖြစ်လာလို့မင်းတို့ကောက်ကိုမလေးစားတာလားပြောကြစမ်း တငယ်ချင်းတွေလိုပဲရည်ရည်နီနီခေါ်ပါဆိုတော့ကလည်းဇရာဆိုပြီးစွတ်တင်မဲ့မင်းတို့ခေါ်ကြတာလေကွာအခုမှတော့မင်းတို့ဇရာကိုလေးစားချမ်းပါအဲအဲ့ဒီလိုလည်းမဟုတ်ပါဘူးဇရာဝိုင်းဟာကျွန်တော်တို့တကယ်ဇရာကိုစိတ်ပူလို့ပါဇရာဝိုင်းရဲ့ကျွန်တော်တို့ရဲ့အပြောကြောင့်ဇရာဝိုင်းစိတ်ညစ်သွားတယ်ဆိုရင်လည်းတောင်းပန်ပါတယ်ဗျာနောက်ဆိုအဲ့လိုမစားတော့ပါဘူးဗျာအော်ဒါနဲ့ဇရာဝိုင်းဇရာဝိုင်းတောင်းနေနေမဲ့တရေကညနေကောင်ရမှာထွက်တာဆိုတော့ကျွန်တော်တို့တွေဟုတ်ရောက်ရင်ဇရက်မှာတော့ခဏစောင့်ရမယ်ဗျာ ဒီလိုနဲ့ပဲ၃ရောက်သားတရဲလျှောက်တဲ့အင်ဂျီရဲ့ဇီယနာကိုရောက်ရှိလိုလာခဲ့ကြပါတော့တယ်။ဇီယနာကိုရောက်တဲ့အခါမှာတော့ညနေမိုးလျှော်လို့နေခဲ့ပါပြီ။ညသကောင်းရဲ့အချိန်ထိစောင့်ကြရအောင်မလို့ဇီယပေါ်မှာထိုင်းပြီးအနားယူနေခဲ့ကြရှာတာပေါ့။တနားကြီးကြော်ကြော်လမ်းလျှောက်ပြီးတရဲကုန်းရွာကိုလာခဲ့ရတာကြောင့်တန်ချောင်းခမရပင်မန်းနေပုံရပြီးဇီယရဲ့ခုံပေါ်မှာပဲအိပ်ပျော်လို့သွားခဲ့ပါတော့တယ်။ဇီယဝိုင်းပုံစံကြည့်ရတာကလည်းအတော်လေးကိုအိပ်ရှင်နေပုံရတာပေါ့။ဇီယမှာရှိတဲ့တိုင်ကလေးကိုမီးပြီးအနားယူနေခဲ့ပါတော့တယ်။ အားလုံးထဲမှာတက်ကြွတဲ့ကြက်ဖဖြစ်နေတာဆိုလို့ဖုံးလုံးတစ်ယောက်ပဲရှိပါတော့တယ်။တီတီငင်ငင်နဲ့တယောက်တည်းပဲညတကောင်ရန်ရောက်လာမဲ့အချိန်ကိုထိုင်ဆောင်းလို့နေကြတာပေါ့ဗျာ။ဒီလိုနဲ့ပဲညစင်နာကြီးဝင်းကျင်လောက်ကိုရောက်လာတဲ့အချိန်မှာတော့ညရဲ့လေတိုက်ခတ်မှုတွေကြောင့်တဖြည်းဖြည်းအေးတက်ကပေါ်လို့လာခဲ့ပါတော့တယ်။နေရာဒီအချိန်ဖြစ်တာကြောင့်တောင်လေတွေကလည်းတဖြည်းဖြည်းနဲ့အဆက်မပြတ်တိုက်ခတ်လို့လာပါတော့တယ်။လေတွေတဖြည်းဖြည်းတိုက်နေရင်လည်းရုတ်တရက်ဘဲကမှမသိတဲ့မိခိုးတွေဟာဇရက်ရဲ့ပဝင်းကျင်တစ်ခုလုံးကိုပြန်လွှင့်လို့လာခဲ့ရှာတာပေါ့။ ။ရေပြင်တစ်ခုလုံးမှာလည်းမြူကိုရီနဲ့ဖုံးသွင်းနေခဲ့ပြီးပတ်ဝန်းကျင်တစ်ခုလုံးရဲ့တိတ်ဆိတ်မှုကလည်းပုံမိုးလိုတိုးလာပါတော့တယ်။ဇရက်ဘေးနာကတရေလျှောက်တဲဆိုတဲ့အိမ်မှာလည်းမီးတွေအပြည့်ထွန်းလို့ထားခဲ့ရှာတာပေါ့။မီးထွန်းထားတဲ့အလင်းရောင်ကြောင့်မောင်ဝိုင်းတို့နားနေတဲ့ဇရက်ကိုအဝေးကနေလမ်းကြည့်ရင်အရှင်းသားမြင်နေနိုင်တာပေါ့ဗျာ။ဒီလိုနဲ့ပဲတပြေးပြေးညတကောင်ရဲ့အရှင်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။အဲဒီချိန်မှာပဲရုတ်တရက်ရွာတွေကနေလူအော်တန်ချို့ကိုဖိုးလုံးကြားခဲ့လိုက်ရရှာတာပေါ့ ။စစချင်းကြားတုန်းကတော့လူအော်တန်လိုလိုတတိယဆန်တကောင်ရဲ့အော်တန်လိုလိုဖြစ်နေတာကြောင့်တေရှာနားဆွင့်လို့နေခဲ့ပါရယ်။လူအော်တန်ဖြစ်တဲ့ဆိုတာကိုတေရှာအတီးပြူပြီးတဲ့အခါမှာတော့အိပ်ပျော်နေတဲ့တန်ချောင်းနဲ့ဆရာဝိုင်းကိုအတင်းနှိုးပါတော့ရယ်။ဆရာဝိုင်းနဲ့တန်ချောင်းထားကြပါဦးဗျာ။တန်ချောင်းမြင်ထားလိုက်ကွာ။ဆရာဝိုင်းဆရာဝိုင်းတောက်ရတော့ဗျာ။ကျွန်တော်ဒီမာရွာတွေကနေအတန်ချို့ကြားနေရပြီဗျာ။အော်တန်ကြီးကလည်းကြောက်စရာကြီးဗျာ။တရေတွေ့လို့များလားမသိဘူး။ မြင်မြန်ထားပါအော်နေတဲ့လူရဲ့အတန်းကအာကောင်ကိုရှိပြီးအော်နေတာဆိုတော့ကင်မရမယ်ထင်တယ်မြင်မြန်ထားကြပါဗျဟာဘာဖြစ်လို့အဲ့လောက်ကြီးအော်ကြီးကြီးအော်နေရတာလဲဖိုးလုံးရအဲမနဲ့မိုးလင်းသွားပြီဒါဘာဖြစ်တာလဲဖိုးလုံးတခုခုကြည့်လို့လား ်ဟုတ်တယ်ဗျာရွာတွေကနေအော်ဒါတခုကြားလိုက်လို့လေအစတုန်းကတော့လူအော်ဒါမဟုတ်ဘူးလို့ထင်နေတာဒီရနားတော်ကြီးမှာအာကောင်ရှိပြီးငေးတန်းပါအော်နေတာဗျာအဲ့ဒါကြောင့်မလို့ဆရာဝိုင်းကိုနှုတ်လိုက်တာမဟုတ်ရင်တော့ကျွန်တော်ဆရာဝိုင်းကိုမနှိုးပါဘူးဗျာကျွန်တော်ထင်တာတော့လူအော်ဒါကတော်တော်ကျေတယ်ဆိုတော့အနီးနားကနေလာတဲ့အတန်မဖြစ်ရမယ်တရေလျှောက်တဲ့အိမ်ကနေလာမသိဘူးဗျာအခုကျွန်တော်တို့ဘာလုပ်ကြမလဲဆရာဝိုင်းဟုတ်လားဒါဆိုရင်သွားရပါဘောကွာ ငါတို့နောက်ကြရင်တယောက်ယောက်ဒုက္ခရောက်နေပါဦးမယ်ခဏနေအသက်ပါပြီးလိုက်ရတဲ့အထိဖြစ်နေအောင်ပဲကွာလာလာလာပြင်ပြသွားကြစို့ အဲ့လိုနဲ့တုံးရောက်တာအော်တန်ကြားရနေရကိုစိုးရင်ကြီးနဲ့ပြေးလို့သွားခဲ့ကြတာပေါ့အင်ကြီးနဲ့ပို့ပြီးနီကလာလေးလေးအော်တန်ကြီးကိုပို့မို့ပြီးကြားရလေးလေးပါပဲစိုးရင်စိတ်တွေဖုံးလွှမ်းနေတဲ့မဝိုင်းတို့စီရတပည့်တွေကလည်းအင်ကြီးစီကိုတင်မားနဲ့ဖနောင်းတသားရဲကြအောင်ပြေးလို့သွားနေခဲ့ချတာပေါ့အိမ်သားကိုရောက်တဲ့အခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စီရတပည့်တုံးရောက်လုံးပါဇက်ဟောင်းသားနဲ့အန်အော်ထိတ်လန့်သွားခဲ့ကြပါတော့တယ်အိမ်တကာအရှိမတစေကြီးတကောင်ဟာရွာသားတယောက်ကိုတဲကြီးမဲကြီးစားနေတာတွေ့လိုက်ရလို့လည်းဖြစ်တာပေါ့ ခန္ဓာကိုယ်ရဲ့နေရာတော်တော်များများကိုစားသောက်ယူဖြစ်တာကြောင့်ကြမ်းပြစ်မော်မှာလည်းတွေးတွေအိုင်လုံးနေခဲ့ပါတော့တယ်။ဇော်နာကအိုခင်းနေတဲ့လူခမများမှာလည်းအခုတော့အသက်မဲ့လို့သွားခဲ့ချပါပြီ။လူသားကိုစိတ်ကြိုက်စားလို့ဝါသွားတဲ့အချိန်မှာတော့တဆေကြီးကမတက်ထားရက်ခစ်လိုက်ပြီးနောက်ထပ်ပြစ်မှတ်ကိုရှာဖွေလို့နေခဲ့ပါတော့တယ်။မတက်ရလိုက်တဲ့အခါမှာတော့တရေကြီးရဲ့ရက်ဟာလူနှပြန်စားရှိလို့နေပါတယ်။တကောလုံးအသားရေမရှိဘဲအယိုးစုတာဖြစ်လို့နေနေတာပေါ့။ မျက်လုံးနှလုံးကလည်းမရှိချပါဘူး။မေယိုလည်းမရှိတာကြောင့်ရှာကြီးဟာအောက်ကိုတွေးလောင်းကြည့်ကြလို့နေခဲ့ပါရယ်။အနေငယ်သာရှိတဲ့အရေးပြားတွေဟာလည်းတွန့်လှန်ပြီးရှောက်ကက်လို့နေခဲ့တာပေါ့။အဲဒီကောင်ကြီးကိုတွေးမြင်နေရတဲ့သူတိုင်းဟာကြောက်ရွံ့တဲ့စိတ်နဲ့ယုံတဲ့စိတ်ကပိုများလောက်ပါရယ်။မောင်ဝိုင်းလည်းဒီလိုတစ်စိမ်မျိုးကိုတစ်ခါမှမမြင်ဘူးတာကြောင့်စကားတွေတောင်အချစ်ချစ်အငုံငုံဖြစ်လို့နေခဲ့ပါတော့ရယ်။โอ้ဘာဘာရေဒီဒီကောင်ကြီးကဘာကြီးပါလဲငါတခါမှမမြင်ဘူးပါဘူးတရေလာပိတ်ပိတ် ပိတ်တာကြီးလားမသေးခွဲတော့ဘူးဒီကောင်ကြီးကတစီပဲဖြစ်ရမယ်ဗျငငယ်တော့ကကျွန်တော်မေပြောဘူးလေလူသားကတစီပဲဖြစ်ရမယ်ဒီဒီလိုကောင်မျိုးတွေကတခါမှဘာမှမဖြစ်နိုင်ဘူးလေ။တညာလုံးကိုလူ၃ယောက်လောက်စားတယ်ဆိုတာတကယ်ဖြစ်နိုင်လောက်တယ်ဆရာဝန်ရဲ့။ကျွန်တော်တို့ဘာဆက်လုပ်ကြမလဲဗျာ။ကျွန်တော်ကြောက်တာပြီ။ဟာဘူးလို့မင်းကလည်းကြောက်ရှိပန်းလိုက်တာကွာ။မိမကြီးကြာနေတာပဲ။ဘာတွေကြောက်နေတာတော့ကွာ။ဟုတ်တယ်တန်းကြောင်ရ။ဒီကောင်ကြီးကိုကြည်ရတာအရန်အတင်ရဲလို့နေ။ငါတို့သတိထားမှရမယ်။ ။ပါလို့စီဒီကောင်ကြီးလာရင်အန်ဒီရမဖြစ်အောင်စီးဝိုင်းတစ်ခုတော့တားထားရမယ်ကွာ။ပါလာတဲ့ပစ္စည်းတွေကပရိတ်ကျိုးကိုထုတ်ပြီးအောင်ငါဒီမှာစီးတားမယ်။မြင်မြန်လုပ်ကြကွာ။မောင်ဝိုင်းတို့စီရတပေ3ယောက်နဲ့ပရိတ်ကျိုးတွေနဲ့စီးတားနေတော့မှပဲမေယုံရှိတဲ့တစေကြီးဟာမောင်ဝိုင်းတို့3ယောက်သားကိုတွေးမြင်သွားခဲ့ပါတော့လေ။ မဝိုင်းတို့ဆရာတပည့်၃ယောက်ကိုမြင်တာနဲ့တစီကြီးဟာဆရာတပည့်၃ယောက်စီတနေမမန်ချောက်လို့လာခဲ့ပါတော့တယ်။တစီကြီးဟာလူသားကိုမြင်တာနဲ့စားကျင်စိတ်တွေဖြစ်ပေါ်လာခဲ့တာကြောင့်မဝိုင်းတို့ကိုတက်စားဖို့အတွက်မဝိုင်းတို့ရှိရာနေရာကို UTB တရွေ့ရွေ့သွားနေခဲ့ပါတော့တယ်။ကံကောင်းစွာနဲ့ပဲမဝိုင်းတယောက်ပရိချိုးတားလို့ပြီးသွားခဲ့တာပေါ့။မဝိုင်းတို့တားထားတဲ့ပရိချိုးနဲ့ထီပြီးတရေကြီးခမနောက်ပြန်လဲကြလို့သွားခဲ့ပါတော့တယ်။တစီကြီးရဲ့ခန္ဓာကိုယ်ဟာအယိုးကြောက်တတရှိတာကြောင့်မြေကြီးပေါ်ပြုတ်ကျတာနဲ့အစိမ့်စိမ့်အမွားမွား꿰သွားခဲ့ရပါတော့ ါရယ်မြေပြင်ပေါ်လဲကျသွားတဲ့တဆေကြီးကိုကြီးပြေးတန်ချောင်းဟာတဆေကြီးကိုအထင်သေးစွာနဲ့လောင်ပြောင်လို့နေခဲ့ကြတာပေါ့ဟာတဆေကြီးကလည်းဘာမှကြောက်စရာလည်းမကောင်းဘူးပရိတ်ဂျိုလေးတိုက်မိပါရယ်နောက်ပြန်လဲသွားပြီတခါတည်းတည်တာပဲမျက်နှာကြီးကလည်းရုပ်ဆိုးလိုက်တာကွာအရင်ဘွားကဘာတွေအဲ့လောက်တောင်အကုသတွေလောက်ခဲ့လို့လည်းမသိပါဘူးအခုဘွားကလည်းထက်ပြီးတော့လူတွေကိုလိုက်စာနေပြန်ပြီသူများအသက်ကိုတတ်တဲ့ကောင်နောက်ဘွားကလည်းဒီလိုပဲရုပ်ဆိုးအောင်ပါဒါကြောင့် အပြောမစောသေးနဲ့ကွာဒီကောင်ကြီးကတာမန်မဟုတ်တော့မသိတော့သေးဘူးဆရာဝိုင်းတန်ချောင်းကိုနည်းနည်းပါးပါးလေးရှင်းပြလိုက်ပါအောင်ဆရာဝိုင်းရဲ့ဟုတ်တယ်ကွာတန်ချောင်းရဒီကောင်ကြီးကလွယ်လွယ်နဲ့တော့တီမာမဟုတ်ဘူးငါတို့တီရှာကယူဆိုင်ရမယ်တတိတော်ထားပါကွာဒီတစီကြီးကလူတွေအများကြီးကိုစားထားပြီဆိုတော့ကိုခန့်အဲ့လောက်မနေတော့ဘူးကွာပြန်ထလာရင်ငါတို့တွေဘာလို့ရမလဲဆိုတာကိုတီရှာပြင်ဆင်ထားရမယ်ဟုတ်ဟုတ်တယ်နော်ဆရာဝိုင်းကျွန်တော်တို့လည်းနောက်ထပ်အစီအစဉ်တစ်ခုကိုဆွဲထားမှရမယ်ဗျာ မောင်ဝိုင်းတို့ဆရာတပည့်တွေစကားပြောနေစီမှာပဲအမျိုးသမီးတယောက်ရဲ့ရေတံကိုမောင်ဝိုင်းကြားခဲ့လိုက်ရပါတော့တယ်။လူကိုမတွေ့ရဘဲအတန်ကိုသာကြားနေရတာကြောင့်မောင်ဝိုင်းလည်းအိမ်မပတ်လေကိုလိုက်ရှာလုံနေခဲ့တာပေါ့။လူကိုဘလို့မှရှာလို့မရဘဲအမျိုးသမီးရဲ့ကျေးလောင်တဲ့အမိန်ပေးတံတွေကိုသာမောင်ဝိုင်းတယောက်ကြားလို့နေခဲ့ရတာပေါ့ဗျာ။ဟဲ့တစီစုပ်။ညို့ငါအမိန်ပေးနေရဲ့။အခုရှင်းရှင်းထားလိုက်စမ်း။ ်မေယိုမရှိတဲ့တစေကြီးလည်းသူ့တခင်လို့ထင်ရတဲ့အမျိုးသမီးရဲ့အတန်ကြောင်ချက်ရှင်းဆိုလို့ပဲလဲနေရကနေထားလို့လာခဲ့ပါတော့တယ်တစေကြီးဟာခနာကိုအောက်ပိုင်းကိုမနေ့အာပြူပြီးကုန်းယုံထားလို့နေခဲ့ချတာပေါ့မောင်ဝိုင်းလည်းအမျိုးသမီးတန်ကိုကြားပြီးတစေကြီးပြန်ထားလာတာကြောင့်ဒီကိစ္စရဲ့နောက်ကနေကြိုးကင်တယ်လို့ရှိရမယ်လို့တပည့်ဖြစ်သူတွေကိုပြောပြလို့နေခဲ့ပါတော့တယ်မေရိုကောင်ကြီးမိမတယောက်ရဲ့အတန်ကိုမကြားလိုက်ဘူးလားငါကတော့မိမတယောက်ရဲ့အတန်ကိုကြားလိုက်တယ်ကွာသူအမိန်ပေးလိုက်လို့ဒီတစေကြီးပြန်ထလာနိုင်တော့ ဒီတစေကြီးကိုအနောက်ကနေတယောက်ယောက်ကြိုးကန်နေရပဲဖြစ်ရမယ်။ဒါသွေးရသားရတော့မဖြစ်နိုင်ဘူးကွ။မိမတန်ဟုတ်လားမကြားမိပါဘူးဗျာအဖေကမိမတန်လေဗျာမကြားမိပါဘူးဆရာဝိုင်းကလည်းအဲ့ဒါတွေအသာထားပါအောင်ဆရာဝိုင်းရဲ့အရှိကကောင်းကြီးကိုဘယ်လိုလုပ်ကြမလဲဗျာဘာမှမပူနေတော်ရောင်တန်ရောင်တရေလောက်ကတော့ဒီပရိတ်ကျိုးကိုမကြုံနိုင်ဘူးကွာငါရဲ့လက်ထဲကမော်ကြီးစံနဲ့ပေါက်လိုက်မယ်ယော့ဘာဝိုင်းလေလက်ထဲမှာကင်ထားတဲ့မော်ကြီးစံကိုတစ်စီကြီးစီပြစ်လို့ခေလိုက်ပါတော့ရေ မော်ကြီးစံတလုံးနဲ့မတိုးတာကြောင့်လေးငါလုံးစက်တိုက်ပြစ်လို့နေခဲ့ချတာပေါ့အရေးအတွက်များကြီးပြစ်လိုက်ပြီးတဲ့နောက်မှာတော့ကံကောင်းထောင်းမစွာနဲ့ပဲတစီကြီးရဲ့ခန္ဓာကိုယ်မှာမီးဆွဲလောင်လို့သွားခဲ့ပါတော့တယ်တစီကြီးလည်းမော်မီတောက်ကိုမခံနိုင်တော့တာကြောင့်ကျမ်းပြုံပေါ်မှာလူလိမ့်ပြီးအော်ဟစ်လို့နေခဲ့ချပါတော့တယ်အဲ့ဒီချိန်မှာပဲဒုတိယအကြိမ်အမျိုးသမီးတယောက်ရဲ့အတန်ကိုမဝိုင်းထပ်မှန်ချခဲ့လိုက်ရချတာပေါ့ဟဲ့တစီစုပ်နေ့ကငါအမိတ်ပေးနေတယ်အခုရှင်းရှင်းထားလိုက်စမ်းအဲ့လောက်ကြောက်နေရလားထပြန်ချလာခဲ့ အခုရှက်ရှင်ပြန်ချလာခဲ့စမ်းနေပြန်မထလာနိုင်ရင်နိမိတ်သားစုကိုတတ်ပြစ်မှာနော်အမျိုးသမီးဘလောက်ပဲအမိန်ပေးပေးတဆေကြီးဟာမိဘုံနေမှာသာလူလိမ့်လို့နေခဲ့ပါတယ်တဆေကြီးကိုကြည်ရတာပြန်တိုက်နိုင်တဲ့အင်အားတွေလည်းမရှိတော့တော့ပါဘူးမိတောက်ထဲမှာငေးတန်းပေါင်းအော်ဟင်းနေရင်အမျိုးသမီးရဲ့အတန်းကိုကြားမဲ့ပုံလေမပေါ်တော့ဘူးဗောဗျာအချိန်တော်ကြာမိဘုံထဲမှာလူလိမ့်အော်ဟင်းနေရင်လည်းမိသားစုကိုတတိယသွားလို့ပဲလာတော့မသိပါဘူးညီအစ်ကိုနေစူးစမ်းပြီးပြန်ထလို့လာခဲ့ပါတော့တယ် တစီကြီးရဲ့ခန္ဓာကိုယ်ဘဝမီးတွေဟာလည်းတဖြည်းဖြည်းငိမ့်ကပျောက်ကွယ်လိုသွားခဲ့ပါတော့တယ်။တစီကြီးကိုကြီးနေတဲ့မောင်ဝိုင်းလည်းထူးဆန်းတဲ့ဖြစ်ရက်တွေကိုကြည်ပြီးနောက်ကကြိုးကင်သူကိုရှာဖို့အတွက်တန်ချောင်းနဲ့ဖိုးလုံးတို့ကိုပြောလိုက်ပါတော့တယ်။အာဘလို့ဖြစ်တာလဲငါရဲ့မော်ကြီးစံကအလုံးမဖြစ်ပါလားကွာ။ငါစောနာကမိန်းကလေးရဲ့အတန်းကိုနောက်တစ်ခေါက်ထပ်ပြီးကြားလိုက်သေးတယ်။မင်းတို့မကြားဘူးဆိုတာလဲထူးဆန်းလိုက်တာကွာ။ငါထင်တာမမှားဘူးဆိုရင်ဒီစတေကြီးကိုနောက်ကနေခိုင်းစားနေတဲ့သူကအမျိုးသမီးပဲဖြစ်ရမယ်။အဲ့ဒီအမျိုးသမီးကိုတွေ့အောင်ငါတို့မြန်မြန်ရှာရမယ်ကွာ။ မဟုတ်ရင်တော့တညာလုံးတိုက်တာတော့ဒီစတေကြီးကိုနိုင်မှာမဟုတ်ဘူးကွာဒီတခါမကောင်းဆိုးသွားနေရတာခြေတခါရင်းနဲ့လို့မတူဘူးကွာပင်မလိုက်တာကွာအမိန်ပေးတယ်ဟုတ်လားဆရာဝိုင်းဘဲကမင်းကလေးကအမိန်ပေးနေတာလေဗျာကျွန်တော်တို့တကယ်ဘာတမ်းမှမကြားရတာပါဗျာဒီအတန်ကအမျိုးသမီးတယောက်ရဲ့အမိန်ပေးစံပါသူအမိန်ပေးရတဲ့အတန်ကိုငါတီတီရှာကြားလိုက်ပါတယ်ဒါပေမဲ့ငါရဲ့တပည့်တွေကမကြားဘူးဆိုတော့ငါတယောက်သေးပဲကြားနေရတာများလား မဝိုင်းတယောက်အတွေးရနေရှင်းနေတော့မှာပဲမေယိုမရှိတဲ့တစီကြီးဟာမဝိုင်းတို့စီရတဲ့ပဲစီကိုထပ်မံလာလို့နေပြန်ပါတော့တယ်။မဝိုင်းလေစိတ်ကိုတည်ငြိမ်အောင်ထားပြီးပရိတရားတွေကိုကြိုးစားပြီးရွတ်ဖက်လို့နေခဲ့တာပေါ့။မဝိုင်းပရဲ့ယူနေတာကိုပရိကျိုးရဲ့အပြင်ဘက်ကနေတစီကြီးဟာတေချာဆူးဆိုင်လို့ကြည်နေခဲ့ပါတော့တယ်။ တစေကြီးရဲ့မျက်လုံးလေးဟာလည်းမိတောက်တွေတောက်လာခဲ့ပြီးကြေလောင်တဲ့အတန်ကြီးတွေနဲ့အော်ဟစ်လို့နေခဲ့တာပေါ့အချိန်ကြာလာတာနဲ့အများတစေကြီးရဲ့ပုံစံဟာမောင်ဝိုင်းတို့ကိုလောဝကြောက်ရွံ့တဲ့ပုံစံမျိုးမဟုတ်တော့ဘဲမောင်ဝိုင်းတို့ကိုတက်စားဖို့အတွက်မောင်ဝိုင်းတို့ဆရာတပည့်၃ယောက်စီကိုတဖြည်းဖြည်းရှောက်လာလို့နေခဲ့ပါတော့တယ်ကောင်းကင်ဆိုင်ကတဖြည်းဖြည်းလျှောက်လာရင်ပရိတ်ကျိုးကတော့မကြောက်တော့ဘဲပရိတ်ကျိုးထဲမှာရှိနေတဲ့မောင်ဝိုင်းရဲ့လေဘင်းကိုဆွဲမြောက်ခေလိုက်ပါတော့တယ်။မောင်ဝိုင်းလည်းသူ့ကိုလွတ်ပေးဖို့အတွက်တရေကြီးကိုအချင်းချင်းအော်ဟစ်ပြောဆိုနေခဲ့ပါတော့တယ်။ ။ငါ့ကိုအခုချက်ချင်းလွတ်ပေးစမ်း။ငါကဒီနယ်ဒဝိုက်မှာနတ်အစွမ်းကြီးရထားတဲ့မော်စီယာတယောက်ပဲ။မင်းလည်းပဲညှင်းနေတာနဲ့ငါရုပ်ကလေးပျက်စီးသွားပါဦးမယ်။အခုချက်ချင်းပြန်လွတ်စမ်း။အမလေးအဲ့လောက်တေးလို့မျောပါဖြစ်နေရတော့။နင်းရဲ့ရုပ်ကိုစိတ်ပူနေသေးရဲ့ပေါ့။နင်းရဲ့တတော်အောင်လောက်မရှိရဲ့လူပဲ။မြင့်လို့လူမျိုးတွေကိုငါအံ့ဩလို့မဆုံးဘူး။ကိုကိုကိုအရန်ချောလာပြီးထင်မနေနဲ့ငတုံးရဲ့အဝေးကနေပဲငါ့ကိုအော်မနေနဲ့အခုချက်ချင်းထွက်လာခဲ့လိုက်စမ်း နင်အဲ့နောက်မှာပုံနေပြီးဘာလုပ်နေတာလဲနင်တတိရှိရင်ငါရှိကိုတွက်လာခဲ့ကြမှာအနောက်မှာပုံပြီးအတကုံအတန်ကောင်းဟင်မနေနဲ့ကွာအခုတော့ခဲ့ငါ့ကိုနင်ကထွက်လာစေချင်တယ်ပေါ့ငါရေထွက်လာမှငါရဲ့လှပတဲ့ခန္ဓာကိုကြည့်ပြီးနင်ယူတော့မယ်ငါဆက်စီကြတဲ့ဗီလိန်မှာဆိုတော့နင်ဒုက္ခရောက်သွားမယ်နော်ငါအလှမှာမျောပြီးဝမ်းမေ့သွားပါဦးမယ် ဟုတ်တယ်ဟုတ်တယ်ဆရာဝန်ပြောတာမှန်တယ်ဖိုးလုံးရဲ့ငါအခုမှပဲမိမတယောက်ရဲ့ရေတံကိုတကယ်ကြားလိုက်ရတာဘယ်ကနေကြားလိုက်ရတယ်တော့မသိပါဘူးကွာငါတကယ်မိမရေတံကိုကြားလိုက်ရတယ်အစတုန်းကတော့ဆရာဝန်စိတ်ချနေတယ်လို့ထင်ခဲ့တာအခုတော့ငါကိုယ်တိုင်လည်းကြားလိုက်ရပြီကွာအေးဟုတ်တယ်ကွာငါလည်းမိမတယောက်ရဲ့ရေတံကိုငါကြားလိုက်ရတယ်ရေတံကအိမ်တော်ဘက်ကနေလာတာထင်တယ်ဆရာဝန်ကြားတာဟုတ်တယ်ဗျခမောင်းမတန်းကြောင်အိမ်တော်ဘက်မှာလူရိတ်မိလိုက်တယ်ကိုဘက်ကိုကိုဘက်ကိုပြေးသွားပြီး မင်းတို့တွေကြားတဲ့အတန်းတွေကိုခဏထားစမ်းပါကွာငါဒီမှာလဲပင်းအင်းနေပြီးတေးတော့မယ်မင်းတို့တခုခုလောက်ကြပါဦးကွာမောင်ရဲ့ငါရဲ့လှပါတဲ့မျက်နှာလေးဖောရောက်ပြီးတေးသွားပါဦးမယ်ကွာခဏလေးသူရဲ့ကောင်းကြီးကတရဲလဲပင်းကြီးလို့တေးသွားတယ်လို့လူတွေပြောကြရင်ငါငါတိတ်ခါကြပါတယ်ကွာမြေမြေတခုခုကြံကြပါဦးကွာအော်ငါတို့ဆရာကပြောရင်လည်းပြောသလိုဖြစ်အောင်မယ်တေကန်ကြီးတော့သူ့အလှပကိုတော့မတ်မောနေရုံပဲ။နတ်အစွမ်းကြီးရလို့ကြက်ပြစ်ပြီလို့ထင်နေတာ။အခုထိဆယ်ပြားလုံနေတော့မယ်ဗျာ ။ဒါပေမဲ့လည်းမစိုးပါဘူးဆရာဝိုင်းရဲ့။ဆရာဝိုင်းကိုလေပင်းညှိခိုင်းတဲ့သူကမိန်းကလေးဖြစ်နေတယ်ဆိုတော့တိတ်တော့မစိုးလာပါဘူးဗျာ။ဟေးဟေး။ဆရာဝိုင်းရဲ့ကျွန်တော်သွားပြပါမယ်ဗျာ။မတီးတော့မတီးလိုက်ပါနဲ့ဦးနော်။ကျွန်တော်အိမ်နောက်ပြေးသွားကြည့်လိုက်အောင်မယ်ဗျာ။တန်းချောင်းလည်းဆရာဖြစ်သူကိုကဲကျင်တာကြောင့်အိမ်နောက်ဘက်ကိုအမြန်ပြေးလို့သွားခဲ့ပါတော့တယ်။အိမ်နောက်ဘက်ကတဲလေးမှာတော့တဆီကြီးကိုထိန်းချုပ်နေတဲ့မိန်းမတစ်ယောက်ကိုတွေးကြည့်လိုက်ရပါတော့တယ်။တန်းချောင်းလည်းတဆီကြီးကိုထိန်းချုပ်နေတဲ့အမျိုးသမီးရှိရာတဲကိုလိုက်ဝင်လို့သွားခဲ့ရှာပါတော့တယ်။ အမျိုးသမီးနဲ့စကားပြောမယ့်အလုံးမှာပဲဒူးဆန်းတဲ့အမျိုးသမီးဟာတန်ချောင်းကိုကန်ထုတ်ပစ်လိုက်ပါတော့တယ်။တန်ချောင်းခမကန်ကောင်းတယ်လို့ဆိုရမှာပဲ။နည်းနည်းလောက်တဲပြင်ဘက်ကိုထွက်သွားရင်တော့ကောင်းတဲ့ကြောက်စုနဲ့စူးမိပြီးနေရာမှာဒီမဲ့ပွဲချင်းပြီးတည်နိုင်ပါတယ်။အမလီတည်တော့မှာပဲမိန်ကလေးဖြစ်ပြီးမညာမတငါ့ကိုကန်ထုတ်လိုက်တာတော်သေးတာပေါ့။အချိန်နဲ့နဲ့များလို့ကတော့ကြောက်ခင်းတဲ့ကောင်စိုက်ပြီးတည်တော့မှာပဲ။နင်းနင်းမိန်မဖြစ်ပြီးအဲ့လောက်တော့ကြမ်းတမ်းရလား။နင်းပါစက်ကိုပိတ်ထားစမ်း။ တန်ကြောင်းလေးအတန်လာရဘက်ကိုကြီးလိုက်တဲ့အခါမှာတော့မတ်တက်ရက်ထားတဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပါတော့တယ်။အမျိုးသမီးငယ်ဟာအနှဲရဝစ်စုံကိုဝတ်ထားပြီးလက်မောင်းတွေမှာလည်းအင်းကွက်တွေကိုထိုးလို့ထားခဲ့ချတာပေါ့ဗျာ။သူမရဲ့မျက်နှာကိုဖုံးထားလို့ရုပ်ကိုယ်တော့မမြင်ရပါပဲခန္ဓာကိုယ်ကိုကြီးပြီးတော်တော်ရှုံးမယ်ဆိုတာကိုခံမှန်းနိုင်ပါတယ်။ဆူရှာထက်မြက်တဲ့မျက်လုံးတွေဟာအမျိုးသမီးကိုပိုလို့တော့ဆွဲဆောင်မှုရှိစေပါတော့တယ်။အနောက်ရောင်စပင်ကိုခြားထားပြီးလှပတဲ့မျက်လုံးလေးတွေနဲ့တန်ချောင်းကိုစိုက်ကြည့်လို့နေခဲ့တာပေါ့။ ။တစ်ဖက်မှာလည်းဖိုးလုံးဟာတန်ချောင်းပြန်ရောက်မလာသေးတာကြောင့်တန်ချောင်းကိုချိန်မောင်းလုံနေခဲ့ပါတော့တယ်။အာတန်ချောင်းကလည်းကြားလိုက်တာကွာငါဒီမှာဆရာကိုတစ်စီကြီးဖမ်းထားလို့ကုညီရမယ်ဆိုနေမှာပဲ။တယောက်တည်းဆွဲဖို့ဆိုတာကလည်းဘလုံးအောင်ဖြစ်နိုင်ဘူး။ဒီကောင်ဘာရီလုံနေတာလည်းမသိပါဘူးကွာ။ကြားလိုက်တာအခုထိကိုပြန်မလာသေးဘူး။ကြားတဲ့ကနေဆရာဝိုင်းခင်ဗျာအသက်ထွက်တော့မယ်။နေတေချင်လို့ငါနောက်ကိုလိုက်လာတာလားငါနောက်ရောင်လာရဲတယ်ဗောတေချင်နေပြီထင်တယ် အမလီကိန်ပေါင်းဆရာဝါရဲ့တစီကြီးလက်ထဲကနေအမြန်လို့အောင်ကိုကိုကိုရုံးပါအောင်ဗျာဒီမှာကျွန်တော်ကိုတတ်တော်မလားမသိပါဘူးကျွန်တော်ကိုလာခဲ့ပါအောင်ဗျာကျွန်တော်တေ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 ာ့မယ်ဗျာတနာလိုက်တာယောက်ျားကြီးဖြစ်ပြီးဘာလို့အလောက်တောင်အော်နေရလဲတော်တော်ရှုပ်တဲ့ကောင်နင့်ကိုတတ်ပြစ်မယ်ဘယ်သူမှလာခဲ့နိုင်တော့မှာမဟုတ်ဘူးမောင်ဝိုင်းလေတန်ချောင်းရဲ့အော်ဟစ်ကူညီတောင်းတမ်းတွေကိုကြားလိုက်ရတော့ခေါင်းဆောင်တယောက်အနေနဲ့တာဝန်မကျေဘူးလို့ခံစားသွားခဲ့ရတာပေါ့ဗျာ။ ဒါကြောင့်လဲတစီကြီးကိုအဆုံးသတ်ဖို့အတွက်ဆုံးဖြတ်ခဲ့လိုက်ပါတော့တယ်။တစီကြီးကိုရရဲ့ကြီးကသူ့တက်ထားတဲ့မော်ကားတွေကိုစတင်ရွတ်ဖက်ခဲ့လိုက်တာပေါ့။မောင်ဝိုင်းရဲ့မော်ကားတွေကြောင့်ပဲတစီကြီးရဲ့လက်ဟာတဖြည်းဖြည်းနဲ့အားအင်ရှိနေလို့လာခဲ့ပါတော့တယ်။တစီကြီးတဖြည်းဖြည်းအင်အားနည်းလာတာကိုအနောက်မှာရှိတဲ့အမျိုးသမီးလဲရိတ်မိသွားပုံရတာပေါ့။ဒါကြောင့်တန်ချောင်းကိုရံမလုတော့ပဲတစီကြီးရှိတဲ့နေရာကိုကြီးပြီး အာရင်ပြင်ပြစီဖို့အတွက်အောက်လန်းတက်ပညာတွေကိုရွတ်ဖက်လို့နေခဲ့ပါတော့တယ်။အမျိုးသမီးဘလောက်ပဲအောက်လန်းပညာတွေကိုရွတ်ဖက်ဖက်မောင်ဝိုင်းရဲ့မော်ကာရာတွေကိုတော့မရှိဖြစ်နိုင်ဘူးပေါ့ဗျာ။မောင်ဝိုင်းရဲ့မော်ကာရာစွမ်းနေကြောင်းတစီကြီးရောအမျိုးသမီးငယ်ပါတဖြည်းဖြည်းအင်အားရှိနေလို့လာခဲ့ကြပါတော့တယ်။နောက်ဆုံးမှာတော့တစီကြီးဟာမောင်ဝိုင်းကိုလှုပ်ခေလိုက်ပြီးလက်နှစ်ဖက်နဲ့နားကိုပိတ်လို့ထားခဲ့ပါတော့တယ်။ကြည့်ရတဲ့ပုံကတော့တစီကြီးဟာမောင်ဝိုင်းရဲ့မော်ကားရအစွမ်းတွေကိုမခံနိုင်တော့လို့ပဲဖြစ်ပါလိမ့်မယ်။အော်၊နင်ကတက်မပြည့်ပါပဲ နိပညာတော်ရမဟုတ်ဘူးပဲ။ငါကအရင်ရှင်းရှိတယ်ဆိုပေမဲ့ငါ့ကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူး။အဲ့ဒီတော့အခုကလေးကအရှုံးပေးလိုက်စမ်း။အကမွေးရပါကြံမပြေဘူးဆိုတာမှန်ပါတယ်။ဒါပေမဲ့ငါတပည့်တွေနဲ့တခြားသူတွေကိုနင်ထိခိုက်အောင်လုပ်ဖို့တော့ခွင့်မပြုပေးနိုင်ဘူး။ငါနင်ကိုဘယ်တော့မှအရှုံးမပေးဘူး။နောက်ဆုံးမှမကောင်းမှုတွေဆိုတာအလုံးအဆုံးတက်ရစမြဲပဲ။ဒီတော့နင်လည်းငါပညာကြောင့်ဒီနေ့ပဲမကောင်းမှုလုပ်တာတွေကိုအဆုံးတက်ရမယ်။ ်နင်ကတော်တော်သူရဲကောင်းလို့ရှင်နေရဲ့ပေါ့ရတယ်လေဒါဆိုရင်ငါဘက်ကအလျှော့ပေးမှာမဟုတ်ဘူးဟဲ့တစေကြီးနင်ရှိမှရှိနေတဲ့အကောင်ကိုအစိမ့်လိုက်ဝါစာပြစ်လိုက်စမ်းငါအမိတ်ပေးတယ်တစေကြီးခမအမျိုးသမီးငယ်ရဲ့အမိတ်ပေးမှုတွေကိုလည်းမလွန်ဆန်နိုင်မောင်ဝမ်းရဲ့မော်ကားရအစွမ်းတွေကိုလည်းမလွန်ဆန်နိုင်ပဲပညာသည်နှစ်ယောက်ကြားဒုက္ခရောက်နေခဲ့ပါတော့လေမောင်ဝမ်းလည်းတစေကြီးစိတ်ရှုပ်ထွေးနေတာကိုအခွင့်ကောင်းယူကတစေကြီးကိုကျိုးရည်နဲ့ရစ်ပတ်ခေလိုက်ပါတော့တယ် မော်ကျိုးတွေကိုမီးလောင်တဲ့အထိတင်းတင်းကြပ်ကြပ်ရင်ပက်လို့ထားခဲ့တာပေါ့နောက်ဆုံးမှာတော့တစီကြီးဟာမောင်ဝိုင်းရဲ့မော်ကျိုးကြောင့်ပဲမီးလောင်သွားခဲ့ပါတော့တယ်ဟာသွားပြီငါတစီကြီးကိုထိန်းချုပ်လို့မရတော့ဘူးဒီကောင်လေးရဲ့ပညာကတတော်စွမ်းတာပဲငါဘယ်လိုလုပ်ရမလဲကဲဒီတကတော့အရှုံးပေးလိုက်ပါတော့ခေါမလေးရဲ့ ။မောင်ဝိုင်းလည်းတစီကြီးကိုအမြင့်ပြည့်နိုင်နေဖို့အတွက်မော်ကားရာတွေကိုထပ်မံရွတ်ဆိုလိုနေပြန်ပါတော့တယ်။မောင်ဝိုင်းရဲ့မော်ကားရာအစွမ်းတွေကြောင့်တစီကြီးခမားမီးလောင်ကျွမ်းပြီးအငွေဖြစ်ကိုပြောင်းလို့သွားခဲ့တာပေါ့။တစီကြီးလည်းအငွေဖြစ်ကိုပြောင်းသွားတဲ့အခါမှာတော့တတလုံးသူ့ကိုနှိပ်ဆက်ပြီးခိုင်းလာတဲ့အမျိုးသမီးငယ်စီကိုလက်စားရှိဖို့အတွက်အမျိုးသမီးငယ်ရှိရာစီကိုအငွေဖြစ်နဲ့ပြေးထွက်လို့သွားခဲ့ပါတော့တယ်။တဆေကြီးဟာအမျိုးသမီးငယ်ရဲ့ခန္ဓာကိုယ်လေးကိုဝင်ပြီးလှည့်ပတ်သွားတာလို့နေခဲ့တာပေါ့။ဟဲ့တဆေစုပ်။ညင်ပါလောက်တာလဲ။ ခုချင်းရင်ငါခန္ဓာကိုယ်ရဲ့အနေပြန်ထွက်လာခဲ့စမ်းနေရဆွေမျိုးတွေကိုငါတတ်ပြမှာနော်ငါခန္ဓာကိုယ်ရဲ့ကိုရှောက်မသွားနဲ့တော့ထွက်လာခဲ့ပါငါအသက်ရှူလို့မရတော့ဘူးနင်ပါကောင်ကြီးပဲဖြစ်ဖြစ်မိန်းကလေးကိုနှိပ်စက်တာတော့ယောက်ျားကောင်မဟုတ်ဘူးနော်အခုချင်းရင်ငါခန္ဓာကိုယ်ရဲ့အနေထွက်ခဲ့နင်တို့တွေငါ့ကိုဝိုင်းမီနှိပ်စက်ကြတယ်ငါတည်ရင်တည်မတည်ရင်တော့နင်တို့ကိုပြန်လာတတ်မယ်ဒီတခါတော့နင်းရဲ့မတော်တခေါက်ပညာက ငါ့ကိုအနံယူလိုက်နိုင်တယ်ဆိုပေမဲ့နောက်တစ်ခါကျရင်နေ့ကငါတက်ဖြစ်အောင်တက်မယ်အမျိုးသမီးငယ်ခမဝေဒနာကိုခဏပဲခံစားခဲ့လိုက်ရပါတယ်ခန္ဓာကိုယ်လေးဝင်နေတဲ့တဆေကြီးကိုလည်းအောက်လမ်းပညာရီနဲ့နှင်ထုတ်ပြီးခလိုက်တဲ့အခါမှာတော့နေရာကနေပြန်ထလိုလာခဲ့တာပေါ့ခြေထောက်ထောင်းနေထောင်းနေနဲ့တွားနေရင်ရွာအနောက်ဘက်ကတော်ရဲကိုဝင်လို့သွားခဲ့ပါတော့တယ်အမျိုးသမီးငယ်အနောက်ဘက်တော်ရဲကိုဝင်သွားတာကိုကြည့်ပြီးမောင်ဝိုင်းကတော့လှောင်လို့หนีခဲ့တာပေါ့ဟုတ်ကောင်းပါလေအနောက်ဘက်တော်ကအဲ့လောက်မှောင်နေတာ မတော်ဘဲနဲ့ကိုကြီးစီမှာအညံ့လာခက်လဲအကိုကြီးကညီမလေးကိုဘာမှမလုပ်ပါဘူးအလွတ်ပေးမှာပါဒီကိုပြန်လာခဲ့ပါညီမလေးရဲ့သူ့နောက်ကိုလိုက်သွားရအောင်မလားဆရာဝိုင်းအခုမှမလိုက်ရင်မမီတော့ဘူးနော်သူ့ကိုလွတ်သွားလိမ့်မယ်စွန်းနာကြတော့မင်းဘာမှမလုပ်ပဲရက်ချီနေပြီအခုမှလိုက်သွားရမလားမင်းနေတယ်တော်ပြီတော်ပြီမလိုက်နဲ့တော့ရွာကိုပဲပြန်တော့မယ်ငါနောက်ကိုလိုက်ခဲ့ကြဒီပုံစံတိုင်းဆိုရင်ဒီမင်းကလေးကတော်ယုံတန်အောင်နဲ့ပြန်မကောင်းလာနိုင်ဘူး သူပြန်ကောင်းလို့လက်စားချေချင်တယ်ဆိုရင်လေငါတို့ရွာသားလိုက်ပါစီတော့ကံမကုန်သေးရင်တော့ပြန်ဆောင်ကြတာပေါ့ကွာလာလာလာပြန်ကြရအောင်ငါတို့လည်းပြင်ပန်းနေပြီကွာရွာကိုပြန်ပြီးအိမ်မှာပြန်အိတ်ကြတာပေါ့ကွာမောင်ဝိုင်းတို့ဆရာတပည့်၃ယောက်လေးကိစ္စအားလုံးပြီးကြပြီမလို့ရွာဘက်ကိုပြန်လာခဲ့ကြပါတော့တယ် ။နောက်တပ်ဘာတွေစက်ပြေအောင်မလဲဆိုတာကိုမသိရပေမဲ့လောလောဆယ်တော့တရက်ကုန်းရွာကလေးဟာအေးချမ်းလို့သွားခဲ့ပါပြီ။ဒိတ်စိန်ငိန်တက်လာတဲ့တကောင်ရဲ့အချိန်နဲ့အတူမောင်ဝိုင်းတို့ရဲ့တစိနှိမ်နေတဲ့ပွဲကြီးဟာလည်းအောင်မြင်စွာနဲ့ပြီးဆုံးလို့သွားခဲ့ပြန်ပါတယ်။ မောင်ဝိုင်းလေးဟာညံရီမမီပေမဲ့ကောင်းဆောင်ကောင်းတယောက်တော့ဖြစ်ခဲ့တယ်မဟုတ်လားဗျာနောက်ပိုင်းဒီမှာလဲမောင်ဝိုင်းတယောက်နတ်အစွမ်းနေတဲ့လူတွေကိုဘလို့ကဲတင်အောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်လို့ပြောရင်းနဲ့ပဲဒီကနေ့ရဲ့တင်ဆက်မှုလေးကိုတော့ဒီနေရာမှာနေမဲ့ရက်နာပြရစီလားခင်ဗျာအစုံဒီနာဆင်ပေးကြရင်ကျွန်တော်ရဲ့ရှစ်ပိတ်သက်တယောက်ချင်းနိုင်ကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေအစုံဒီနာဆင်ပေးကြရတဲ့ပြည်သက်တီအားလုံးပဲကျေးဇူးတူတင်ရှိပါရခင်ဗျာနောက်တဲ့ဗီဒီယိုမှာအကောင်းဆုံးနေတဲ့သူပြန်လာခဲ့ပါမယ်